ကဲညီလေးတို့ရေကိုတော့ကဂျိုးမတောင်ချင်းနဲ့နေတဲ့ရွာလေးတွေမှာမတန်ရိုးသားကြတဲ့ရွာသူရွာသားတွေနေထိုင်ကြတာပေါ့ကွာအဲ့တော့ဒိုတော်သားတွေဟာလေပညာအားကလည်းနဲဘူဒ္ဓအားကလည်းမပြည့်စုံဒါပေမဲ့တို့တွေမှာရှိတာကတော့အရိုးသားတဲ့ဂုံပဲရှိတာပေါ့လေတခါတလေလောဘသားတွေကတို့ရဲ့ရိုးသားမှုတွေကိုအခွင့်ကောင်းယူပြီးတော့တို့တွေကအသုံးချဖို့အတွက်တို့စီးပွားရေးတွေလုပ်ဖို့အတွက်တို့တွေကိုပြစ်မှတ်ထားရကြတယ်ဒီလိုပါပဲအဲ့ဒီရိုးသားတဲ့ရွာလေးတွေကိုမြို့ကနေပြီးတော့ ပညာရလူလေနှစ်ယောက်ဟာရောက်ရှိလို့လာတာပေါ့ကွာရွာထဲကိုရောက်တယ်ဆိုလို့ရှိရင်မဲရွာသူရွာသားတွေကိုခေါ်တယ်ခေါ်ပြီးတော့သူတို့တွေကဒီရွာကိုမအောင်လာတာဒီရွာကိုကြီးစုဆောင်းရှောက်ကောက်အောင်လာတာပါအဲ့တော့သူတို့ကအဓိကအလုပ်ကတော့ဘာလဲဆိုတော့သူတို့ကမြောက်ဝယ်တဲ့မြောက်ဝယ်သမားတွေပါအဲ့တော့သူတို့ကိုမြောက်တွေသာဖမ်းပြီးတော့ရောင်းပေးမယ်ဆိုလို့ရှိရင် နောက်တစ်ကောင်ကိုတသောင်းပေးမယ်လို့စီယုံတော့တာပေါ့ရွာသားတွေကလည်းတွေးတာပေါ့ဘာမှအရင်နေ့မရှာပဲမဆိုင်ထုတ်ဘဲနဲ့မြောက်တစ်ကောင်ကိုတသောင်းရမယ်သူတို့တွေတနေ့လုံးမှ2000 3000လောက်ပဲရတဲ့အချိန်မှာမြောက်တစ်ကောင်ကိုတသောင်းရမယ်ဆိုတော့ဒါမတ်လောက်တာပေါ့အဲ့တော့ရွာသားတွေကမစင်းစားတော့ဘူးအဲ့တော့သူတို့ရဲ့လုံနေစားရှိတဲ့စီးပွားရေးလုပ်ငန်းတွေကိုခဏရက်လက်ပြီးတော့တခါတည်းအိမ်လုံးကျွတ်ရွာသူရွာသားတွေလုံနိုင်တဲ့လူမှန်တယ်မြတော်ထဲမှာလိုက်ပြီးတော့မြောက်တွေကိုဖမ်းလိုက်ကြတာတော်ထဲကမြောက်တွေကုန်ကမန်းဖြစ်နေတော့တာပေါ့ဒါပေမဲ့ ော့ကမြောက်တွေကုန်ကန်ဖြစ်တဲ့အခါမှာမြောက်တွေကဖမ်းလို့မရတဲ့အခြေအနေမျိုးမှာတခါခုနကတုန်းကစီးပွားရေးလူလယ်နှစ်ယောက်ကထပ်ပြီးတော့ရွာသားတွေကိုခေါ်ပြီးတော့ပြောပြန်တယ်ဒီတခါမြောက်ဖမ်းလို့ရလို့ရှိရင်မြောက်တကောင်ကို2000ပေးမယ်လို့ပြောတော့ရွာသားတွေကလည်းအတတ်တရောနဲ့ထပ်ပြီးတော့ဖမ်းကြပြန်တာပေါ့ဒါပေမဲ့ထူးခြားတာကတော့အဲ့ဒီမြောက်ဝယ်တဲ့သူတွေကအဲ့ဒီမြောက်တွေကိုမြို့တွေကိုယူမသွားဘဲနဲ့အဲ့ဒီခြံကျဲကြီးထဲမှာလောင်အင်ကြီးတွေလှုပ်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 ပြီးမြောက်တွေကိုလှောင်းထားတာတွေ့ရတယ်ပေါ့ကွာ ဲ့ဒီမှာရွာသားတွေကဖမ်းလိုက်ကြတာတခါတလေ9ရက်ကြာမှတကောင်6ရက်ကြာမှတကောင်လောက်ပဲရလာတဲ့အခါကျတော့သူတို့တွေလည်းတနေ့စိတ်ပြက်လာတာပေါ့ကြွက်ချီကမကြိုက်တော့ဘူးလေအဲ့ဒီအချိန်မှာဘုရားတော်ကမြောက်ဖမ်းသမား2ဦးဟာရွာသားတွေကိုထပ်ခေါ်ပြီးတော့တခါဒီတခါမြောက်ဖမ်းလို့ရလို့ရှိရင်သူ9កောင်းပေးမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမြောက်တွေကိုဟိုဘက်နိုင်ငံခြားစာချုပ်ကလည်းချုပ်ပြီးသွားပြီ။အဲ့တော့ဒီမြောက်တွေကိုကျွန်တော် အမြောက်အကောင်ကြီးအားဖြင့်လည်းဈေးသတ်မှတ်ပြီးသွားပြီ။ဒါပေမဲ့ကျွန်တော်မြောက်အကောင်ကြီးမပြေသေးတာဖြစ်တဲ့အတွက်အဲ့ဒါကြောင့်မို့လို့ဒီတခါမြောက်တွေကိုကျွန်တော် ဝယ်မယ်ဆိုလို့ရှိလို့ရှိရင်တော့9000ပေးမယ်လို့ပြောတဲ့အခါကျတော့တခါတည်းရွာသားတွေကထပ်လောဘတက်လာပြီးတော့မြောက်တီကိုတွားပြီးတော့ဖမ်းကြတော့တာပေါ့ဒီအချိန်မှာခုနကတုန်းကဆရာလို့ထင်ရတဲ့လူတစ်ယောက်ဟာသူ့ရဲ့မြို့ကိုပြန်သွားတယ်သူ့တပည့်လေးတစ်ယောက်ကိုမြောက်တီနဲ့အတူထားခဲ့တယ်အဲ့ဒီအချိန်မှာ အဲ့တို့တပည့်ရွာသားတွေကိုခေါ်ပြီးတော့စီးအောင်တယ်ခမားတို့ကိုကျွန်တော်ပြောမယ်ကျွန်တော်ဆရာကတော့ပြန်သွားပြီနောက်တစ်ခေါက်ကို9000ပေးမယ်လို့လဲခမားတို့ကိုပြော့သွားတယ်အဲ့တော့ကျွန်တော်ဒီမြောက်တွေကိုခမားတို့ကို4000နဲ့အကုန်ရောင်းမယ်ခမားတို့တွေကဒီမြောက်ကိုခမားတို့ဝယ်နိုင်တဲ့လောက်ကိုဝယ်ပြီးတော့အိမ်မှာတိတ်ထားကြတကယ်လို့ဆရာပြန်လာလို့မြောက်တွေဘယ်ရောက်သွားတယ်လဲလို့မေးလို့ရှိရင်ကျွန်တော်က ။ရောက်တဲ့ညတော့လှောင်ရင်ကြီးလွတ်ပြီးတော့ထွက်သွားပါတယ်လို့ပြောမယ်။အဲ့ဒီအခါကျရင်ခမားတို့ယူထားတဲ့မြောက်တီကိုဈေးကောင်းကောင်းနဲ့ခမားတို့အစင်းသေးရောင်းလိုက်အောင်ပဲခမားတို့တတိပြစ်ပြီလို့ပြောတော့ရွာသားတွေကလည်းအော်အောင်းမေ့ပြီးတော့သူ့ထံငါကောင်းပတ်စံရှိသမျှတွေအကုန်လုံးပုံအော့ပြီးတော့မြောက်တီကိုအိမ်မှာဝဲထားကြတာပေါ့။အကောင့်တရားတက်နေတဲ့လူကလည်းအကောင့်တရားအကောင့်50တက်နေတဲ့လူအကောင့်90အဲ့လိုဝဲထားတဲ့အချိန်မှာနောက်နေ့လည်းကြာလည်းကြာအောင် ပတ်စံနေယူပြီးတော့ခဏကတပည့်လုတဲ့လူကပျောက်သွားတာအဲ့ဒီရွာသားတွေဟာအဲ့ဒီဆရာတပည့်နှစ်ယောက်လာနိုးလာနိုးနဲ့သူတို့တရွာလုံးမြောက်တွေအိုးအိုးအုံနဲ့တခါတဲ့ရွာလုံးဒုက္ခတွေရောက်ပြီးတော့မြောက်တွေအဖက်တင်ပြီးတော့ကြမ်းခဲတော့တာပေါ့မြောက်ဆရာတွေလည်းနောက်အဲ့ရွာကိုဘတော်မှမလာတော့ဘူးပေါ့ကွာပြောချင်တာကတော့တို့တွေဟာလောကမှာဘာကြောင့်အလိန်ခံရတာလဲလို့ပြောရင်တို့ရဲ့လောဘကြောင့်ပဲတို့တွေအလိန်ခံနေရတာပဲဖြစ်တယ်ခုအချိန်မှာညီငယ်လေးတွေတချို့ဆိုရင်စလော်ခိန်းနေဆော့တယ်ဖဲခိုင်းနေဆော့တယ်ချဲတွေထိုးကြတယ်နှလုံးတွေထိုးကြတယ်မဖြစ်နိုင်ပါဘူးဆိုတာကို ဒါပေမဲ့လောဘကမယုံဘူးဘာဖြစ်လို့လဲဆိုတော့တို့ကဇာတို့တွေပေးထားတာလေဥပမာလေးတစ်ခုပြောမယ်ဆိုရင်တို့သုံးလုံးချဲကိုပဲကြည့်မယ်ဆိုလို့ရှိရင်သုံးလုံးကအကွက်တစ်ထောင်ရှိတယ်ဒါပေမဲ့အကွက်တစ်ထောင်မှာဒိုင်ဘက်ကအကွက်990နဲ့ကွက်ကွက်ရှိတယ်ကွက်တထောင်ဒိုင်ဘက်က990နဲ့ကိုကတို့ဘက်မှာပောက်ခွက်ကတခွက်ထက်ရှိတယ်။ဒါပေမဲ့ညာတော့လေတို့တွေကတို့တွေကဇ900လို့ပေးထားတော့တို့တွေကအဲ့ဒီဇကိုလောဘတက်ပြီးတော့မဖြစ်နိုင်တာကိုဖြစ်နိုင်တယ်လို့ထင်တယ်လေ။တကယ်လို့ဒါမင်းတို့စဉ်းစားကြည့်နော်။ တကြက်ထိုးရင်တကြက်ပဲပြန်ရမယ်လို့ပြောကြည့်အဲ့ဒါဆိုရင်မင်းတို့ဘာပြောမလဲမေးဘယ်ဖြစ်နိုင်မလဲကွာဥပမာနှလုံးဒီကိုကြည့်မယ်နှလုံးဒီမှာအကွက်တရာရှိတယ်နော် အကွက်တရာ तू က60နဲ့6ကွက်ရှိတယ်တို့ကတကွက်ထက်ရှိတယ်ဒါပညာဆိုလဲတို့6စ8စဒီလိုတွေပေးမယ်ဆိုတော့တို့တွေကလောဘတွေတက်ပြီးမဖြစ်နိုင်တာကိုဖြစ်နိုင်တယ်လို့ထင်ပြီးတော့တို့တွေလုံနေကြတာလीတို့တွေလုံနေကြတာအဲ့ဒါလိုပဲပြန်တွဲကြည့်မယ်ဆိုလို့ရှိရင်တထောင်ထိုးလို့ရှိရင်တထောင်ပဲရမယ်လို့ပြောကြည့်အဲ့ဒါဆိုရင်တွဲမှာမင်းလူဘောလားမင်းကအကွက်900ကြီးအကွက်90ကြီး 69ကွက်ကြီးတို့ကတကွက်ထဲရဲ့ဘလလုတ်ဖြစ်နိုင်မှာလဲလို့တို့ရဲ့ညာနေရပြောမှလေတခါတလေတို့တွေရဲ့အသိပညာဉာဏ်ပညာတွေကိုတို့ရဲ့လောဘတွေကပုံလွှမ်းနေတတ်တယ်ကွဒါကြောင့်မို့လို့ဘယ်လောင်းကစားမှာပဲဖြစ်ဖြစ်တို့တွေကိုလေလောဘတွေနဲ့ချီနှောင်ပြီးလောဘတွေနဲ့မြူဆွဲထားတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ညီငယ်လေးတွေလောဘနောက်ကိုမလိုက်ဖဲနဲ့အလောင်းအစားတွေကိုအတက်နိုင်ဆုံးဝေးဝေးကရှောင်ကြပါလို့ဒီပုံပြင်လေးနဲ့ချစ်ဆွေကြီးမင်းတို့ကိုဘုဒ္ဓတပေးပြီးပြောကြပေးပါတယ်အားလုံးကိုမင်္ဂလာပါနော်။